ပါလီစောပါဒီကနေ့ဖေဖော်ဝါရီလ3ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအေမြခိုင်ကတင်ဆက်ပေးသွားမှာပါဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ AA နဲ့ဖြစ်ပွားနေတဲ့ငဖေးမျိုးနဲ့အတွင်းကတိုက်ပွဲတွေမှာအင်အား1300ကျော်ပါတဲ့စစ်ကောင်စီစစ်ကြောင်းဟာအင်အား900လောက်သာကျန်ရှိတော့တယ်ဆိုတဲ့သတင်းနောက်ဆုံးကျန်ရှိနေတဲ့ကုန်သင်းဘောကိုထိမ့်သိမ်းထားရကနေ AA ပြန်လွှတ်ပေးလိုက်တဲ့ဆိုတဲ့သတင်းနဲ့ အရခတက်တော် AA ရဲ့ဒီလက်တပ်ဖွဲ့ဝင်တွေကပြည်သူတွေရင် NDA ကင်းစင်စီရင်နဲ့လုံခြုံရှောင်မွေ့စီရင်အတွက်ဆောင်ရွက်ပေးနေတဲ့ဆိုတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။အရခတက်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ငဖဲမျိုးနယ်အတွင်းကစစ်ကောင်စီလက်အောက်ခံတပ်ရင်းတွေမှာအင်အားလျှော့နေသွားတယ်လို့ဒေသရင်းစစ်ရေးသတင်းရင်းမြစ်တွေစီကနေသိရပါရယ်။ မကွေးတိုင်းငဖဲမြို့နယ်ကုစီယိုကြီးရွာမှာခံစစ်တိစောက်ထားတဲ့အမှတ်69ချင်းမြန်တမဌာနရှုပ်လက်အောက်ခံတပ်ရင်းတွေကိုဇန်နဝါရီလ31ရက်နေ့ကအရခတက်တော်အေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတပ်ရင်းတွေမှာငကိုကအင်အား1300ကျော်ရှိခဲ့ပေမဲ့လက်ရှိမှာတော့အင်အား900ကျော်လောက်သာကျန်ရှိတော့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာရုပ်အလောင်း60ကျော်ရရှိပြီးစစ်တုံးပန်းတချို့ကိုလည်းထိမ့်သိမ်းထားသလိုလက်နက်ခဲယံအများအပြားကိုသိမ်းဆည်းရမိခဲ့တယ်လို့ အေးအေးနဲ့နှိစက်တဲ့စီရီတရင်ရင်မြင့်တွေစီကနေသိရပါတယ်အခုလိုတိုက်ခိုက်ခံခဲ့ရတာကြောင့်စစ်ကောင်စီတပ်မ69လက်အောက်ခံတပ်ရင်းတွေမှာအင်အား600ကျော်လောက်ပြုံတီသွားတာဖြစ်ပါတယ်တပ်မ69လက်အောက်ခံနီးပြူဟာ3ခုဖြစ်ကြတဲ့ကိုကို1ကိုကို2ကိုကို3တို့နဲ့ဖွဲ့စည်းထားတဲ့တပ်ရင်း3ခုရှိပြီးအဲ့ဒီအထက်က6ရင်းဟာအမ်ပတန်ကာလမ်းမပေါ်ကိုစစ်ကား28စီးနဲ့ဇန်နဝါရီလ29ရက်နေ့မှာရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီလိုရောက်ရှိလာပြီးတဲ့နောက် ကုတ်စီယိုကြီးရွာအနီးနားမှာခန့်စစ်တိဆောက်ခဲ့ရမှာ အေအေကဇန်နဝါရီလ31ရက်နေ့မှာထိုးစစ်ဆင်တက်ခတ်ခဲ့ရလဲဖြစ်ပါတယ်အရခတတော်အေအေကထိမ့်သိမ်းထားတဲ့နောက်ဆုံးလက်ကျန်ကုန်တင်သင်းမော်ရီကိုပြန်လွှတ်ပေးလိုက်ပြီလို့ခိုင်လုံတဲ့သတင်းရင်းမြစ်တွေစီကနေသိရပါဗျ။အဲဒီကုန်တင်သင်းမော်ပေါ်မှာတရားမဝင်မူရစ်စေဝါတွေနဲ့ရွှေရှောင်းတွေပါဝင်နေလို့သတင်းရရှိတဲ့အတွက်ကြောင့်အေအေကအရှင်ယုံစစ်ဆေးခဲ့တာဖြစ်ပါတယ်။ စစ်ဆေးပြီးတဲ့အချိန်မှာမတွေ့ရှိရတဲ့အတွက်ဖေဖော်ဝါရီလ၁ရက်နေ့မှာပြန်လည်လွှတ်ပေးလိုက်တာဖြစ်တယ်လို့ဒေတာရင်းကုံသိတယောက်ကနရီစရာကိုပြောပါရယ်အဲ့ဒီကုံသိမော်ဟာရခိုင်ကနာမည်ကြီးကုံသိတယောက်ဖြစ်တဲ့တန်ကုန်းမြို့ဒေတာခန်ဦးကျောက်တောင်ရဲ့ကုံသိမော်ဖြစ်တယ်လို့သိရပါရယ်အဲ့ဒီကုံသိမော်အပါအဝင်ကုံသိမော်၃စီးဟာမြန်မာနိုင်ငံကငချောက်ကုံသိတွေအပါအဝင်တခြားကုန်ပစ္စည်းတွေကိုတင်ဆောင်က ဇန်နဝါရီလ16ရက်နေ့မှာရန်ကုန်စိတ်ကန်းကနေဘင်္ဂလားဒေ့ရှ်နိုင်ငံတက္ကနက်စိတ်ကန်းကို မောင်းနှင်လာစဉ်အတွင်းလက်မြေအတွင်းနေရာယူထားတဲ့ EA ရဲ့ကမ်းခြေစောက်တပ်တွေကဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်ရှင်။ရခိုင်ပြည်အတွင်းက EA တင်ပိုက်ထားတဲ့မျိုးတွေမှာခီးသွွားပြည်သူတွေရင်းအန္တရာယ်ကင်းစင်စေရင်းနဲ့လုံခြုံရှောင်းမွေ့စေရေးအတွက်ကြိုးပမ်းဆောင်ရွက်နေတယ်လို့သိရပါတယ်။ EA စစ်တီတွေ စစ်မေတွေအပါအဝင်ဒီလက်တပ်ဖွဲ့ဝင်တွေက GNDA ထိမ့်သိမ်းရေးလုပ်ငန်းတွေဆောင်ရွက်နေတာတွေကိုဓာတ်ပုံသတင်းနဲ့တကွ Golden Era Media က February လ2ရက်နေ့မှာဖော်ပြလာခဲ့တာပါ။ဒါအပြင် AA ဟာတိမ့်ပိုက်ထိန်းရှုပ်ထားပြီးဖြစ်တဲ့မြို့ရွာတွေမှာပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကိုလည်းအရက်ခပြည်သူအစိုးရတရဲ့အနေနဲ့လှုံ့ဆော်နေတာဖြစ်ပါတယ်။တိမ့်ပိုက်ထားတဲ့ရခိုင်ကမြို့နယ်တွေမှာတမိုင်းဝင်အမွေနှစ်တွေကိုထိမ့်သိမ်းဆောက်ရှောက်တာရင်းအနေကင်းရှင်းစေရေးမိဘအန်ဒီကြိုတင်ကာကွယ်ရေးနဲ့ ပြည်သူတွေလုံခြုံရေးအတွက်ညစဉ်ကင်းလှည့်တာတွေကိုလှုပ်ဆောင်နေတယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်။လက်ရှိမှာတော့အာရခတက်တော် EA ဟာပဲခူးမကွင်းနဲ့အီယာဝတီတိုင်းအတွင်းမှာမဟာမိတ်တပ်တွေနဲ့ပူးပေါင်းပြီးတိုက်ပွဲဝင်နေတယ်လို့သိရပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ ကရှင်ပြည်နယ်ဗန်းမော့အခြေဆိုင်အမြောက်တပ်အမတ366ကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်ခဲ့ပြီးကရင်ပြည်နယ်မှာတော့မင်းစလီစခန်းကိုကရင်မျိုးသားကကွေရီတပ်ဖွဲ့ KNDO ဥဆောင်တဲ့တော်လန်ရီပူးပေါင်းတပ်ဖွဲ့ဝင်တွေကသိမ်းပိုက်ကဗိုလ်မုံအဆင့်ရှိသူအပေါင်းအဝင်စစ်သား20ကျော်ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သတင်းရရှိပါရယ်။ကရှင်ပြည်နယ်ဗန်းမော့မျိုးအခြေဆိုင်အမတ်27စစ်စင်ရေးကွက်ကင်းမှုဌာနချုပ်စကခ27အနီကအမြောက်တပ်366တပ်ရင်းကို ကရှင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပုံပေါင်းတပ်ဖွဲ့တွေကဖေဖော်ဝါရီလ2ရက်နေ့ညနေပိုင်းမှာအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။အလားတူပဲကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ဦးဆောင်တဲ့တော်လန်ရေးပုံပေါင်းတပ်ဖွဲ့တွေက KNU ကရင်အမျိုးသားအစည်းအရုံးဒုသထူခရိုင်ဘီလင်းမြို့နယ်အခြေစိုက်စစ်ကောင်စီရဲ့မဲပလီမေပရခီစခန်းကိုဖေဖော်ဝါရီလ2ရက်နေ့မနက်ပိုင်းမှာအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘုံဘုံအဆင့်ရှိသူအပါအဝင်စစ်တုံးပန်း20ကျော်နဲ့အတူဟောင်ဝင်းစာအမြောက်တွေအပါအဝင်လက်နက်ခဲရန်အများပြားကိုလည်းတင်စီရမိခဲ့တယ်လို့ KNU ကမီဒီယာတွေကိုပြောဆိုထားပါတယ်။မေပလီစကမ်းမှာစစ်ကောင်စီရဲ့ချင်းမြန်တရင်ခမာရ405အခြေစိုက်တက်ဆွဲထားပြီးတော့တပ်ဖွဲ့ဝင်အား100လောက်ရှိတယ်လို့ KNU စီရဲ့တရင်ရင်းမြစ်ကပြောဆိုပါတယ်ရှင်။ နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့တရုတ်နိုင်ငံကပနမာတူမြောင်းကိုထိန်းချုပ်ဖို့လွှမ်းမိုးကြိုးပမ်းလာလို့အမေရိကန်ကအရေးယူဆောင်ရွက်ဖို့ဖြစ်လာပြီလို့အမေရိကန်ရဲ့နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုကမနေ့ကပြောဆိုလိုက်ပါတယ်။ပနမာသမ္မတဟိုဆေရော်မူလီနိုနိုင်ငံသားရေးဝန်ကြီးဂျာဘာရိုနဲ့ပနမာမှာတွေ့ဆုံတဲ့အချိန်မာကိုရူဘီယိုကအခုလိုပြောဆိုခဲ့တာဖြစ်တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြကြပါတယ်။ ပနမတူးမြောင်းကိုစီမံခန့်ခွဲတဲ့အခါမှာတရုတ်ကွန်မြူနစ်ပါတီကဩဇာပေးထိန်းချုပ်နေတဲ့လက်ရှိအနေအထားဟာချင်းချောင်းမုံတရက်အဖြစ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဆုံးဖြတ်တယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကပြောဆိုထားတာပါအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောဆိုမှုတွေနဲ့ပတ်သက်ပြီးပနမသမ္မတမူလီနိုကတုံ့ပြန်ထားတာတွေမရှိသေးဘူးလို့လည်းသတင်းတွေကဆိုပါတယ် 82ကီလိုမီတာရှည်တဲ့တူမြောင်အပေါ်တရုတ်ကမလျော်မကန်ဩဇာပေးနေပြီးအမေရိကန်ကဘလို့အေးအေးယူဆောင်ရွက်မယ်ဆိုတာကိုတော့နိုင်ငံတကာကစိတ်ဝင်စားနေကြပါတယ်။ပနမာတူမြောင်ထိန်းချုပ်ရေးအတွက်အမေရိကန်နိုင်ငံဂျာယေးဝန်ကြီးနဲ့မဆွေးနွေးဘူးလို့ပနမာသမ္မတမော်လီနိုကသတင်းထောက်တွေနဲ့တွေ့ဆုံစဉ်ဇန်နဝါရီလနောက်ဆုံးအပတ်မှာပြောဆိုထားပါရဲ့ရှင်။ ။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့နရင်းစရာကထုတ်လွှင့်နေတဲ့သတင်းတွေကို www.narinsia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်းစရာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။